အင်းနဲ့ဆယ်နဲ့ရောင်းမဲ့ကလေးလေးကိုပူတူကဝယ်လိုက်ပြီပေါ့နော်အခုဆိုရောင်းစားလိုက်လို့လေပူတူကကျွန်တော်ဝယ်လိုက်ပါပြီဆိုတဲ့အသုံးထုံးမျိုးကိုသုံးလိုက်တာလူသားတွေလူကလေးလေးလူ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 ဆိုတာရောင်းကုန်မဟုတ်ဘူးကျွမ်းတန်းတလေးဆန်နေလို့ယွန်အင်းပတ်ဆန်ဆိုပြီးတော့ဝယ်လိုက်လို့မရဘူးဒါတော့ ਾਇ တော့အဖြစ်ဒါကလူကုန်ကူးတာပဲဒါကိုတာဝန်ရှိပါတယ်ငါတို့တော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတာဝန်ရှိပါတယ်ဆိုတဲ့လူကြီးမင်းနေကြည့် အားလုံးပဲမင်္ဂလာပါဗျာ။ Quizzo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မနက်ကကျွန်တော်အင်တာဗျူးလေးတစ်ခုကျွန်တော်ကြည့်လိုက်ရတယ်။အဲဒီအင်တာဗျူးထဲမှာအမွာကလေးလေးနှစ်ယောက်ထဲကတယောက်ကို30နဲ့မိဘအရင်းကိုတိုင်က ရောင်းနေတယ်။အဲဒီအင်တာဗျူးလေးကိုကျွန်တော်ကြည့်လိုက်ရတယ်။အဲဒီအင်တာဗျူးလေးကိုကြည့်ပြီးတော့ပြောစရာတွေရှိလာတယ်။အရင်ဆုံးအဲဒီအင်တာဗျူးလေးကိုဖွင့်ပြမယ်။ ရောကြီးကလေးကိုလေ30တဲ့ပေးတာကိုဆရာမရဲ့ဟုတ်လားကျော်ရောကြီးမှာစားဖို့ညီတော့အစီအမံပြေတဲ့ကိစ္စကိုဘလို့မှအစီအမံပြေနိုင်လို့အဲ့ဒီ30တဲ့ကျော်ပေးရတာ30ရမှကြီးကလေးကိုကျော်ပေးလိုက်မှာဒီ30တဲ့ကလုံးဝပေးပေးပြအောင်ပေးမှာပါကျော်တို့ကငွေကြီးနဲ့လို့ရှိရင်စိတ်မွေးပေးမှာပါ30ရရင်အစီအမံသွားနိုင်လားဆိုတော့ဟိုပတ်စံမလို့ပေးရတော့မဟုတ်ဘူးကနော်ဟိုကို့မှာအဲ့လိုအခက်ခဲဒုက္ခတွေရောက်နေလို့အဲ့လိုမျိုးပေးရတာဟိုအမှန်တကယ်တော့ကိုသားသမီးနဲ့ကိုပဲအတူနေကြတော့မခွဲချင်ဘူးအဲ့လိုမျိုး ့လုံးလုံးကြီးမှဒီကလေးအကြီးမကြီးမွေးမဲ့လို့မရှိဘူးဆိုရင်တိညာဆိုင်ရဲ့မွေးမဲ့လို့မရှိဘူးဆိုရင်နောက်ဆုံးဖြင့်မက်ခိုင်ညွေကျွန်တော်တို့ဒီကလေးမျိုးကလုံးသွားပေးလိုက်မှာပေးပြီးတော့ကျွန်တော်တို့ဒီဘဝတိတ်ကနေပြီးတော့ဒီများများအလုပ်ပြန်လုပ်မယ်စီးပွားရေးရှာမယ်ဒီလိုပုံစံမျိုးပေါ့နော်ဒီအင်တာဗျူးလေးကိုကျွန်တော်မနှက်ကကြည့်လိုက်ရတဲ့အချိန်မှာတိတ်တော့ဘဝင်မကြောက်ဘူးဗျထားပါတော့အမွာကလေးလေးနှစ်ယောက်မှာအငယ်လေးကကျန်းမာရေးမကောင်းဘူးနှလုံးခွဲစိတ်ရမယ်အဲ့လိုနှလုံးခွဲစိတ်ဖို့အတွက်ဇယိတ်မရှိတဲ့အတွက်ကြောင့်အကြီးမလေးကို သိန်း20နဲ့ရောင်းပြီးတော့ရတဲ့ပတ်စံနဲ့အငယ်လေးကိုစေးကုမယ်ပိုတဲ့ပတ်စံနဲ့အိမ်ဆောက်မယ်စားတောက်မယ်တမယိုးကြောင့်ကြည့်လိုက်ရင်တော့ဒီကိစ္စကမှန်တယ်လို့လို့ပဲဗျဒါပေမဲ့ဒီကိစ္စကအဲ့ဒီလောက်ထိမယိုးရှင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကတွယ်ဝိုက်ပြီးတော့လူကုန်ကူးတာပဲပြောမှလည်းနေတဲ့နေရာမရှိဘူးစားဖို့ကလည်းအဆင်မပြေဘူးအဆင်မပြေရောခါကျကျွန်တော်တို့နေရာကူလမ်းမှာတိုင်မင်းလာတယ်ကြီးမကြီးဟိုဘောနော်ဖေးကျင်တယ်ဗော ဟိုကျော်ရုပ်ရှိမှထားရင်လည်းကလေးကအဆင်မပြေဘူးဘာလို့လဲဆိုတော့သစိုးလက်ရှိမှမဟုတ်ဘူးအဲလို့မနိုင်ပါမနိုင်ဘူးအနေစင်းရဲစားစင်းရဲတဲ့ဘို့လို့ဖြစ်မှဆေးလို့ဒီကြီးမကြီးကိုဟိုဘွေးမွေးမဲ့လို့ရှိရင်ကျော်ရုပ်ပေးရင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျော်ရုပ်ထောက်မကြီးငွေလေးလေဟိုဘောနော်သိန်း20လောက်လေးရရင်ဘာဘာဖြစ်လို့လဲဆိုတော့ဒီကလေးအတွက်လည်းကျော်သုံးဖို့လည်းမဟုတ်ပါဘူးဒီကလေးကျမ်းမကြီးအတွက်ကိုဒီရချင်းလေးလာပြရအတွက်ကိုကျော်ရုပ်လိုချင်ပါတယ် ိုသားသမီးအရင်ကိုတံမိုးတစ်ခုဖြတ်ပြီးတော့ရောင်းစားရတော့တဲ့မိခင်မျိုးရောင်းစားရတော့တဲ့မိဘမျိုးတွေကျွန်တော်ပြောတာတော့နည်းနည်းလေးပေါ့နေသေးတယ်လို့ကျွန်တော်ထင်ပါတယ်ဒီခေတ်ဒီကာလကျွန်တော်တို့နိုင်ငံအနေထားရလူတိုင်းအခက်ခဲနေတဲ့လူတွေကြီးပဲဗျလူတိုင်းအခက်ခဲဆိုတာရှိနေတဲ့လူတွေကြီးပဲသူတို့ထက်ခက်ခဲတဲ့လူတွေလည်းကျွန်တော်တို့နိုင်ငံမှာအများကြီးမှာအများကြီးမုတ်ဆိုးမတယောက်တည်းဈေးပန်းခေါင်းရွက်ပြီးတော့ကလေး၄-၅ယောက်ကိုရှာကျွေးနေတဲ့မိခင်တွေအများကြီး မကျမ်းမာတဲ့ကလေးတွေကိုမိဘနှစ်ပါးရုံးကန်စ조사ပြီးတော့ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့မိဘတွေအများကြီးပဲအခုသူတို့မှာခြေလက်အကောင်ကြီးတယောက်ကကေအနီနဲ့တက်တူးနဲ့အကောင်ကြီးစကားပြောတာအစားလူရည်လေတဲ့ပုံအဲ့တော့ပတ်စံ30 30 30 30ဆိုတာကြီးပဲတတွင်တွင်ပတ်စံကြီးပဲပြောနေတာအဲ့လိုဆိုဒီကလေးအတွက်ကိုကိုကိုဖားခဲ့တဲ့အောင်နေတော့တကယ်ချစ်ပါတယ်အမွာဘူးဆိုတော့လည်းတကယ်တန်ဖိုးထားမိတယ် ေးဒီဟုတ်ကဲ့ပေးမှာပါ30ရရင်ပေးမှာဒါပဲလို့ဆိုကျွန်တော်စားရေးနေနေနေစရာလေးရအောင်ဒီကလေးရဲ့ဟိုငယ်မလေးနှလုံးခွဲဖို့အတွက်လဲသွားရေးလာရေးအထောက်အကူပြုအောင်လို့ဒီအကြီးမကြီးလဲပေးရပါကျွန်တော်တို့အဲ့တော့တကယ်တမ်းအကူအညီလိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ جماعه တို့ရဲ့ကလေးလေးတော့ဒီလိုဖြစ်နေပါတယ်ကူညီကြပါစေကူခြင်းပါတယ်ဒီလိုမျိုးပြောလို့ရတာပေါ့ ကူညီရှင်တဲ့လူတွေအများကြီးကျွန်တော်မြန်မာပြည်မှာပရဟိတတွေထွန်းကားလိုက်တာမှာဗျာပရဟိတထွန်းကားလိုက်တာမှာတကူကူဆိုရင်ဘသူ့ကိုကူညီတောင်းမလဲကြိုက်တဲ့သူကိုကူညီတောင်းလို့ရတယ်ဘုံတိုင်းကျဲပြီးရောက်လာပြီးကူညီမဲ့သူတွေရှိတယ်ဒီလိုမျိုးငွေရေးကျေးရေးတစ်ခုနဲ့ဖျက်ပြီးတော့လောက်တာလောက်အောက်တန်းကြတာမရှိဘူးကိုမွေးထားတဲ့သားသမီးကိုဒါကဘာနဲ့တူလဲသိလားဒါကကျွေးနွားတလေးဆန်တွေကိုရောင်းဝယ်ဖောက်ကားတဲ့ပုံစံဖြစ်နေပြီး လူတွေပြလူတွေမှာဒါမျိုးလုပ်လို့မရအောင်လူတွေကိုဒီလိုမျိုးတံမိုးဖြတ်ပြီးတော့လုပ်လို့မရအောင်ဟိုးရင်တစ်ခေါက်တော့ကလည်းခန့်နေဝင်ရှိမှဒီလိုပဲပတ်စံနဲ့လာရောက်နဲ့လင်မယားနှစ်ယောက်ကြုံမှုတယ်အခုလဲဒီလိုမျိုးကိစ္စစေကုသဖို့မရှိလို့ရှင်ကောင်းကောင်းမွန်မွန်ပြောပြီးတော့စေကုသစရိတ်တောင်းပြီးတော့ပရဟိတအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့လုပ်လို့ရတယ်ဒီလိုမျိုးကလေးကိုသိန်း20နဲ့ဈေးဖြတ်ပြီးရောင်းတဲ့လိုမျိုး ပုံစံကဘောင်းမဝင်ဘူးဒါကတရားလဲမဝင်ဘူး ဒါကိုဆက်ပြီးတော့ခွင်းလွှတ်လိုက်မယ်ဆက်ပြီးတော့ဒါကိုကြော်သွားမယ်ဆိုလို့ရှိရင်နောက်နောက်တားဖောက်ပြီးရောင်းစားတဲ့ကိစ္စတွေဖြစ်လာတော့မယ်။ဟိုပတ်စံမလို့ပေးရတော့မဟုတ်ဘူးကော။ဟိုကိုယ်မှအဲ့လိုအခက်အခဲဒုက္ခတွေရောက်နေလို့အဲ့လိုမျိုးပေးရတာဟိုအမှန်တကယ်တော့ကိုယ်သားသမီးနဲ့ကိုယ်ပဲအတူနေကြအောင်မခွဲခြင်းဝင်လို့မျိုးဘယ်လိုသဘောတူလဲဆိုတော့ तू သမီးလည်းကလေးနှစ်ယောက်နဲ့အလုပ်က तू ရဲ့အလုပ်ထွက်လို့ထွက်လို့တော့သမီးကလေးနှစ်ယောက်နဲ့မနိုင်ဘူးလေ तू ကလည်းငယ်မလေးကလည်းကောင်းကောင်းမကောင်းဘူးဆိုတော့နှစ်ယောက်ဆိုတော့လူပွဲမရှိတော့သမီးလည်းနှစ်ယောက်မကြည့်နိုင်ဘူးမကြည့်နိုင်တော့ तू ကလည်းအလုပ်ကမလုပ်ပုံမမလုပ်ကြဘူးအလုပ်ကတော့စားဖို့အဆင်ပြေပြီးပြီးတော့ကလေးတို့မို့နှုတ်မို့ဘူးလည်းရှိသေးတယ်အဲ့ဒါကြောင့်မလို့အဲ့လိုအခက်အခဲဖြစ်နေတော့အဲ့လိုမမပေးကျင်လဲအပေးရတော့မယ်ဆိုပြီးတော့အဲ့လိုကိုတိုင်ပင်ထားကြရတယ်လို့မရဘူးဆရာမကျော်ရောကစင်ပြေလို့ဒီကလေးကိုလေ30ဆယ်တဲ့ပေးတာဟောဆရာမရဲ့ ဟုတ်လားကျော်ရော့ကြီးမှာစားဖို့ညီတော့အစီအမံပြေတဲ့ကိစ္စကိုဘလို့မှအစီအမံပြေနိုင်လို့အဲဒီသိန်း30ရဲ့ကျော်ပေးရတာဖြစ်မှာဖြစ်မှာသိန်း30ရမှာကြီးကလေးကိုကျော်ပေးလိုက်မှာဘာဖြစ်လို့ဆိုတော့ကျော်ကလေးငယ်မလေးအတွက်ကိုအသက်ရှင်ဖို့အတွက်ကိုဒီကြီးမကြီးကိုပေးလိုက်တာဒီညောင်တဲ့တယောက်ကလည်းလှုပ်ထွက်လှုပ်လို့အလုံးအောင်အစီအမံပြေလို့ကျော်ဒီကလေးကိုပေးရတဲ့ဒီဖြစ်ဖြစ်အဲ့တော့ကိုကိုတိုင်ကတာဝန်မယူနိုင်ရင်ခမားတို့ဇောကြီးကမမွေးနဲ့မွေးပြီးသွားလို့ရှင်ရင်ခလေးရဲ့ ကျမ်းမာရေးကိစ္စကလေးရဲ့စာဝတ်နေရေးကိစ္စကလေးရဲ့ပညာရေးကိစ္စတွေကိုကြိုတင်တွက်ဆပြီးမှကလေးကိုမွေးအဲ့တော့ခမားတို့ကဘလို့ဖြစ်နေလဲဆိုတော့မွေးခြင်းသလိုမွေးမယ်မွေးပြီးဝရင်တာဝန်မယူခြင်းဘူးကျမ်းမာရေးမကောင်းလာရင်သူများကိုတက်ထဲကိုထိုးပေးမယ်အခုကသူများလက်ထဲကိုထိုးပေးတာထက်ကိုမှခမားတို့ကပတ်စံတောင်းပြီးတော့ပတ်စံနဲ့လဲယူတာပတ်စံနဲ့ရောင်းစားတာကျွန်တော်တော့ဒါမျိုးမြင်တယ်ဗျာ ဟုတ်ပြီနော်အဲ့တော့တို့လင်မြန်းတစ်ယောက်ကဘယောက်သွားလဲဆိုတော့ကျွန်တော်တို့အလုံးသိကြတဲ့ပရဟိတပုတုပုတုရှင်ကိုရောက်သွားတယ်အဲ့အဲ့ဟာလေးကိုလည်းကျွန်တော်တို့ဆက်ကြည့်ပါအောင်မယ်ဆွေပြည်သားဆန်းချောင်းလေးရဆွေပြည်သားဆန်းချောင်းလေးရဟာဒါသာတိရဘယ်နာမနေလားအဖျောက်တိုက်ကြီး အချောက်ကြိုက်ကြီးဆိုတာဆိုဟဲ့ကဒီဘက်အော်ဟင်းလာဟုတ်ပါလားဟာလက် လောက်ကန်မရှိတော့ဒီတမနာငင်းနဲ့ဒီလိုလေးလာနေပါလားဆိုင်ရဲ့လို့ပေါ့ကမ်းသေးသေးလို့ပါပါပါလေးဟုတ်ပါပုတ္တူကိုကြီးတောင်းတာဘာလိုအပ်လို့ဟုတ်ကဲ့ပါအဲ့တော့သူတို့ကပုတ္တူရှိကိုတောင်ရောက်အောင်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဗျအဲ့တော့ဘသူ့ကိုကူညီတောင်းရင်ဖြစ်မှာလဲဘသူ့ကိုကူညီတောင်းရင်ဒီကိစ္စပြေလည်မလဲဆိုတာကိုသိတယ် အဲ့ဒါကြောင့်လဲပုတုရှိကိုရောက်သွားတာပြီးတော့ခန်းနင်းဝေရှိကိုလဲပေးဖို့သူတို့ဆုံးဖြတ်ပြီးသားအဲ့တော့ဘသူတွေကိုကုညီတောင်းရမလဲဆိုတော့သူတို့ကောင်းကောင်းသိတယ်အဲ့လိုကောင်းကောင်းသိတဲ့လူတွေကဘာကိစ္စသိနေဆယ်နဲ့ဒီကလေးကိုရောင်းကုန်ပုံစံမျိုးရောင်းရတာလေကျွန်တော်တို့ကျမတို့ကလေးလေးကဒီလိုမျိုးယောဂဖြစ်နေလို့ကုညီကြပါစေကုသပေးကြပါဆိုလို့ရှိရင်စေကုသစီထောက်ပံ့ပြီးတော့ကုပေးလိုက်ကြမှာဝိုင်းဝန်းကုညီကြမှာအခုပုံစံကအဲ့လိုမဟုတ်ဘူး သိန်း၂၀ရမှဒီကလေးကိုပေးမှာဒါကတွယ်ဝိုက်သောနီးရဖြင့်လူကုန်ကူးတာပဲဒီဟာတိတ်ကိုအန္တရာယ်များတဲ့ကိစ္စဒီကိစ္စတွေပေါ်မှာတာဝန်ရှိတယ်ဆိုတဲ့အဖွဲ့အစည်းတွေတာဝန်ရှိတယ်လို့ထင်တဲ့လူကြီးမင်းတွေကဒီကိစ္စတွေကိုကြော်သွားလို့မရတော့ဘူးနော်။နောက်ပိုင်းတားဖောက်ရောင်းတဲ့ကိစ္စတွေဖြစ်လာတော့မယ်။အိနှစယ်နဲ့ရောင်းကူဟာဝယ်လိုက်ပြီပေါ့နော်။ဘာဖြစ်လို့ဝယ်လိုက်တာလဲပြီးတော့မိဘတွေဒီမှာတန်ရုံးစင်မရှိဘူး၊မြစ်တာမရှိဘူး။ ဟိုဗါလဲကျင်နာမှုမရှိဘူးပေါ့နော်ကိုသားသမီးခယူဆိုင်မှုမရှိဘူးအဲ့အတွက်ဒီကလေးလေးတွေဒုက္ခရမှာကြာလို့ကုကုကဒီကလေးလေးတရားဝယ်လိုက်တယ် ပေါ့နော်တမန်ကရှန်ကကြည့်ရင်တော့ဒီကိစ္စကပုတုကကုညီလိုက်တယ်ပေါ့ဗျာအဲ့တော့ပုတုကဒီကလေးလေးတွေရဲ့ဘဝကိုကယ်တင်လိုက်တယ်ပေါ့အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လှုပ်ရှားခြင်းတဲ့ကောင်တွေကဘလို့ထင်သွားမယ်လို့ထင်တယ်အဲ့တော့ငါတို့မွေးပြီးတော့ငါတို့ကြွေးစရာမလိုဘူးငါတို့စေးကုသစရာမလိုဘူးငါတို့အင်တိုက်အားတိုက် တာသမီတွေကိုရှာကျွေးစရာမလိုဘူးစ조사စရာမလိုဘူးအချိန်တန်လို့ရှိရင်ဒီလိုမျိုးပရာဟိတလုပ်တဲ့သူတွေရှိကိုပတ်စံပေးပြီးတော့သွားရောက်လိုက်ရင်ဖြစ်တာပဲဆိုတဲ့အတွေးမျိုးဝင်သွားလိုက်မယ်။ဘာလို့ဒီလိုပြောရလဲဆိုတော့အုံနောက်အခြေခံအင်မတန်နဲတဲ့လူဒန်းစားတွေများတဲ့နိုင်ငံဖြစ်နေလို့တားဆက်ချားနီးတွေကိုမသိဘူးကိုမိသားစုရှိလားမရှိလားမသိဘူးကိုရဲ့မိသားစုအခြေအနေကျမ်းမာရေးအခြေအနေစီးပွားရေးအခြေအနေဘာမှမသိဘူးမွေးကျင်သလိုရှောက်မွေးတာ မွေးပြီးတော့ကျွေးနိုင်လားဆိုတော့လည်းမကျွေးနိုင်ဘူးပညာမသင်မပေးနိုင်ဘူးစေကူတမပေးနိုင်ဘူးကလေးတွေကိုရရင်မွေးတယ်အဲ့တော့အဲ့လိုမွေးပြီးတော့စွန့်ပစ်တယ်ခိုင်းစားတယ်ကျွန်တော်တို့မြန်မာပြည်မှာအပေါဆုံးကမိဘမဲ့ဂေဟာတွေခင်ဗျားတို့သွားကြည့်ကြည့်မိဘတွေမရှိလို့မိဘမဲ့ဖြစ်သွားတာမဟုတ်ဘူးမိဘတွေကစွန့်ပစ်လို့မိဘမဲ့ဖြစ်သွားတယ်ကလေးတွေမြန်မာပြည်မှာအများကြီးပဲအခုကအဲ့ထက်မြင့်တဲ့တဆင့်ကိုတက်ပြီးတော့ ကိုသားသမီးကိုပတ်စံနဲ့ရောင်းကုန်တစ်ခုလိုသဘောထားပြီးတော့ကျွဲနွားတလေးဆန်လိုမျိုး ရောင်းစားတော့မယ်အခုဆိုရောင်းစားလိုက်လို့လေပုတုကကျွန်တော်ဝယ်လိုက်ပါပြီဆိုတဲ့အသုံးထုံးမျိုးကိုသုံးလိုက်တာပဲလူသားတွေဗျလူခလေးလေးလူ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 ဆိုတာရောင်းကုန်မဟုတ်ဘူးကျွဲနွားတလေးဆန်နေလို့ယွန်အင်းပတ်စံဆိုပြီးတော့ဝယ်လိုက်လို့မရဘူးဒါတော့ရိုက်တော့အဖြစ်ဒါကလူကုန်ကူးတာပဲ ဒါကိုတာဝန်ရှိပါတယ်ငါတို့တော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတာဝန်ရှိပါတယ်ဆိုတဲ့လူကြီးမင်းနေကြည့်ဘယ်လိုလုပ်ကြမလဲဒီကိစ္စနောက်ပိုင်းကြလို့ရှိရင်ခလီလေးတွေကိုခြီးပြီးတော့ဟာ30နဲ့ရောင်းမယ်30နဲ့ရောင်းမယ်30တရာရမှဒီခလီလေးကိုပေးမယ်ဆိုတာမျိုးတွေဖြစ်မလာနိုင်ဘူးလို့ခင်ဗျားတို့အာမခံနိုင်လားဒီကိစ္စကပေါ့သေးသေးမဟုတ်ဘူးနော်အဲတော့ဒီဖြစ်စဉ်ကတော့တေးကြတယ်30နဲ့ပုတုကဝယ်လိုက်တယ် ဝယ်ပြီးတော့ဒီကလေးလေးဘုံကတော့ကောင်းစားခြင်းကောင်းစားသွားလိမ့်မယ်ဗျာဒါပေမဲ့ဟိုရောင်းစားသွားတဲ့မိဘတွေကအဲ့ပစံကိုကင်ပြီးတော့ဟိုကလေးလေးကိုစေကုပါမလားကိုမွေးထားတဲ့ကလေးအပေါ်မှာထားတဲ့တန်ရောစင်ကခင်ဗျားတို့မြင်တဲ့အတိုင်းပဲနောက်ထပ်ကလေးတွေမွေးပြီးဒါမျိုးလှုပ်အောင်မလားဒါမျိုးမလှုပ်တော့ဘူးလို့ခင်ဗျားတို့ဘသူအမခံရင်လဲပစံရာမန်တိသွားပြီကျွန်တော်ခုနပြောသလိုပဲအုံနောက်အခြေခံကဘာမှရှိတာမဟုတ်ဘူးခြေလက်အကောင်းကြီးတွေ အဖေရဲ့ပုံစံကိုကြည့်ကြည့်လိုက်တော်ယုံတန်ယုံလူရွေးလေတဲ့လူဆိုဒီကောင်ဘာကောင်လဲဆိုတော့ဒီကောင်ပုံစံကိုကြည့်တဲ့သဘောပေါက်တယ်ကျွန်တော်သူများတစ်ဖက်သားကိုလက်လွတ်စပယ်ပြောတာမဟုတ်ဘူးကျွန်တော်ပြောတာကပတ်စံနဲ့ရောင်းတာကိုကျွန်တော်ပြောချင်တာနော်တကယ်တမ်းကဒီကလေးလေးနှစ်ယောက်ကိုကောင်းစေခြင်းနဲ့ဆန္ဒနဲ့ဆေးတကယ်ကုစေခြင်းနဲ့ဆိုလို့ရှိရင်ပုတုရှိတော်ရောက်အောင်သွားနိုင်သေးတာပဲပုတုကိုပြောပြီးတော့စေကုသစေတောင်းလို့ရတယ်လို့စေကုသဖို့အကူအညီတောင်းခံလို့ရတယ် မြမပြည်မှာပရဟိတတွေများရိုက်တက်လို့မကုန်ပုံခန့်နေတာလှုပ်ပေးခြင်းနဲ့စေတနာနဲ့ရှိရလူတွေလှုပ်ပေးခြင်းနဲ့စေတနာရှိရလူတွေမှာအများကြီးမြန်မာတွေလောက်ကူညီတက်တာမြန်မာတွေပဲရှိတယ်အခုကအဲ့လိုမျိုးအကူအညီတောင်းတဲ့ပုံမျိုးမဟုတ်ဘူးနော်သိန်း20ရမှဒီကလေးကို ပေးမယ်ဆိုတာမျိုး ရောင်းစားတဲ့ပုံမျိုးအဲ့ဒါမျိုးကိုပုတုကတမင်တကာပဲမသိတာလားအငိုက်မိတာလားသူကိုယ်တိုင်ပဲဘလို့ဖြစ်တာလဲတော့မသိဘူးကျွန်တော်ဝယ်လိုက်ပါပြီတဲ့ကဲလောက်ကြအောင် ။ဒါဝယ်လို့ရတဲ့ကိစ္စမျိုးမှမဟုတ်တာ။တကယ်ကိုဗျမ်းပဓာကွာ။ပြီးတော့ဝယ်လိုက်တဲ့အချိန်မှာဒီဗီဒီယိုတွေကိုကြည့်ကြည့်။ဖအေးရဲ့မျက်နှာကိုကြည့်ကြည့်။အဲ့တော့ပျော်နေတာပျော်နေတာကလေးကိုပတ်စံနဲ့ဝယ်လိုက်တော့ပတ်စံမြင်တော့ပျော်သွားတာ ဲ့တော့ကျွန်တော်တို့ဘဝတွေကခက်ခဲတယ်ဗျာကျွန်တော်တို့သဘောပေါက်တယ်ခက်ခဲတယ်ဆိုတာသဘောပေါက်တယ်အဲ့တော့အကုန်လုံးတော်တော်များများခက်ခဲနေတဲ့လူတွေကြီးပဲဟိုးစစ်ဆောင်နေခလေးတေးသေးလေးတွေနဲ့စေမကုနိုင်လို့ဒုက္ခတွေအများရောက်စားမယ်တောက်အောင်မယ်တွေတမိသားစုလုံးကိုတယောက်တည်းရှာကျွေးနေတဲ့ဖအီတွေတနေ့လုံးနေမှာသမိတ်တနဲ့ပဲစားတဲ့လူတွေကျွန်တော်တို့နိုင်ငံမှာပုံခန့်နေတာ အကူညီတောင်းခံတယ်လို့လို့နဲ့မလိမ့်တပတ်ရောင်းစားတာမျိုးတော့ကျွန်တော်တို့ကလက်မခံနိုင်ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုဆိုရှယ်မီဒီယာတွေဆိုတာကအခုနောက်ပိုင်းမှာတော်တော်များများကြည်တာ။အုံနောက်ရှိတဲ့ကောင်ရောအုံနောက်မရှိတဲ့ကောင်ရောအခြေခံလူတန်းစားရောအကုန်လုံးကြည်ကြတာ။ဒါတွေကို ကြည့်ပြီးတော့ဒီဟာတွေကိုကြည့်ပြီးတော့အတူယူမှားမယ်ကောင်တွေရှိတယ်။ဒီလိုပုံစံမျိုးအလားတူတွေဖြစ်လာမယ်ဆိုရင်ဘယ်လိုလုပ်ကြမလို့ဒါတွေကိုကြည့်ပြီးတော့ အဲ့တော့ပုတုကိုကျွန်တော်ကအပြစ်ပြောတာမဟုတ်ဘူးဗျနော်ဗလိန်တာလည်းမဟုတ်ဘူးကျွန်တော်ပြောချင်တာကပုတုကဒီကလေးလေးကိုဝယ်လိုက်ပါပြီဆိုတာမျိုးကတော့မဖြစ်သင့်ဘူးဗျပုတုကကုညီဖို့စေကူတာဖို့ကုညီလိုက်တာမျိုးပဲကျွန်တော်ကဖြစ်သင့်တယ်လို့ထင်တယ်ကျွန်တော်ဝယ်လိုက်ပါပြီဆိုတာမျိုးသုံးနှုံးလိုက်တယ်ဆိုတာကဒါတဝိုက်သောအဖြစ်လူကုန်ကူးတာနော်ကျွန်တော်တို့နိုင်ငံမှာဒါမျိုးလုပ်လို့မရဘူးဥပဒေရှိတယ်ဥပဒေကမတက်ရောက်ဘူးဆိုရင်တော့မှပဲကျွန်တော်တို့လူကောင်မျိုးတွေရှိတယ် ဥပဒေနဲ့ဘာမှလုပ်လို့မရဘူးဆိုရင်တော့ကျွန်တော်တို့ကဒီလိုကိစ္စတွေကိုတခုတ်တရပြောမှာဒီလိုမျိုးစောက်တလွဲအဖြစ်ပြက်တွေမဖြစ်တင်တာတွေကျွန်တော်တို့လူ့ဘွဲ့စည်းကိုဒုက္ခပေးမဲ့ဖြစ်စဉ်တွေကိုတော့တီးတန့်ကိုကျွန်တော်ပြောဖို့ channel ကိုထောင်ထားတာအဲ့တော့ဒီဖြစ်စဉ်တွေကနောက်နောက်ဒီလိုအလားတူပုံစံမျိုးတွေဖြစ်လာနိုင်တာကြောင့် reaction လုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့အကူအညီတောင်းခံတဲ့ပုံစံမျိုးမပေါက်ဖဲနဲ့ ိုယ့်ရဲ့မွေးထားတဲ့ကလေးလေးကိုရောင်းစားတဲ့ပုံပေါက်နေတယ်တကယ်တမ်းတန်ရုံးစဉ်ရှိတယ်မိဘဆိုတာတော့ဗျာဘယ်မိဘမှကိုသားသမီးကိုမပေးချင်ဘူးမရောင်းစားချင်ဘူးမှန်တယ်လက်ခံတယ်ဘယ်မိဘမှကိုသားသမီးကိုမရောင်းစားချင်ဘူးကိုသားသမီးကိုမပေးချင်ဘူးကိုသားသမီးနဲ့မခွဲချင်ဘူးဆိုလို့ရှင်အစိုးရရစဉ်းစားငွေကြေးတစ်ခုနဲ့တန်ဖိုးမဖြတ်ဖဲနဲ့အကူအညီတောင်းလို့ရတဲ့ပုံစံတွေအများကြီးရှိတယ်။အဲ့တော့ဒီနေ့အတွက်ကတော့ကျွန်တော်တော်တော်ကိုစိတ်မကောင်းဖြစ်တယ်ဗျ။တော်တော်လဲစိတ်ညစ်သွားတယ်။အဲ့တော့ ဒီလိုပြဿနာတွေနောက်ထပ်ထပ်ပြီးကြုံလာမှလည်းကျွန်တော်စိုးပါတယ်။ဘာဖြစ်လဲဆိုတော့နောက်နောက်ကလေးလေးတွေကိုမွေးပြီးတော့ဒီလိုမျိုးရောင်းစားလို့ရပါတယ်ဆိုတော့စိတ်မျိုးအတိညာဉ်မျိုးအုံနောက်မရှိတဲ့ကောင်တွေတဲကိုရောက်သွားရင်အုံနောက်မရှိတဲ့ကောင်တွေကိုလမ်းပြသလိုဖြစ်သွားရင်ဒုက္ခရောက်သွားမယ်။ကလေးလေးတွေဒုက္ခရောက်သွားမယ်။အဲဒါကြောင့်ဒီကိစ္စကပေါ်သေးသေးမဟုတ်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်။အဲတော့ပရာဟိတလုတ်တဲ့သူတွေလည်းကျွန်တော်ပြောချင်တာလေးတခုတော့ရှိရဗျ။ ကိုကကိုအိကဆက်ပြီးပရဟိတလောက်တာမဟုတ်ဘူးဆိုရင်လူတဲ့သူတွေဆိုတာကလည်းသူတို့ရဲ့ချွေးနှဲစာတွေပါပဲသူတို့ရဲ့ချွေးနှဲစာတွေကိုတဆင့်ကိုကအာမခံပြီးတော့လူပေးရတယ်ဆိုတာယုံကြည်မှုတစ်ခုကိုရထားတာပါအင်မတန်မှလည်းကန်ထူးတယ်အင်မတန်မှလည်းမုံမြက်ပါတယ်အဲ့လိုလူမျိုးတွေကတတိတစ်ခုတော့ထားစေခြင်းတယ်ဘလို့တတိမျိုးလဲဆိုတော့ကိုက ပြန်ပြီးတော့လူတဲ့နေရာမှာတေချာစီစစ်သုံးသပ်ဖို့လိုပါတယ် ဘာဖြစ်လို့လဲဆိုတော့လှူတဲ့လူလည်းအကျိုးရှိအောင်အလှခံတဲ့လူလည်းအကျိုးရှိအောင်တည်တည်ထကြစီစစ်ပြီးမှအလှတစ်ခုကိုပြုစေခြင်း ਨੇ အဲ့တော့လှူတဲ့သူရော အလှခံတဲ့လူရောနှစ်ဦးနှစ်ဖက်အကျိုးရှိဖို့လိုသလိုကိုယ့်ရဲ့ပုံရိပ်မထိခိုက်ဖို့လည်းလိုပါတယ်အဲ့တော့ဒီကိစ္စမှာကျွန်တော်ပုတုကိုအပြစ်ပြောတာမဟုတ်ဘူးပုတုအငိုင်းမိသွားတာလည်းဖြစ်နိုင်တယ်လို့စကားအသုံးနှုံးလွဲမှားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့နောက်နောက်မှာဒီလိုကိစ္စမျိုးတွေကြုံလာခဲ့လို့ရှိရင်တေချာစီစစ်သုံးသက်ပြီးမှလှူစေခြင်း ਨੇ တတိထားစေခြင်း ਨੇ ဒါလေးတခုကတော့ကျွန်တော်အကြံပေးပြောကြားလိုက်ခြင်းသာဖြစ်ပါတယ်။ထိခိုက်စေခြင်းနဲ့ဆန္ဒမရှိဘူး။ကျေးဇူးတင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေလည်းဘလို့မြင်လဲကိုယ့်ရဲ့အမြင်လေးတွေကိုလည်း comment မှာပြောသွားပေးခဲ့လို့ရပါတယ်။ကျွန်တော်ကတော့ဒီနေ့မှဒီကိစ္စကိုကြည့်ပြီးတော့စိတ်အခြေအနေတော်တော်နေလို့မကောင်းဘူးဖြစ်သွားတယ်။ဒီလိုမျိုးအလားတူပြဿနာမျိုးတွေအလားတူပုံစံမျိုးတွေကိုသားသမီးကိုကိုမလိန်တပတ်နဲ့အကူအညီတောင်းခံတယ်လို့လို့စေကူသားခြင်းတယ်လို့လို့နဲ့ရောင်းစားမဲ့ ကိစ္စမျိုးတွေမကြုံပါစေနဲ့လို့ဆုတောင်းရင်းနဲ့ဒီနေ့ညတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ